ဇလန်လေးရဲ့အဆမှာတော့ဟိုတယ်ကန်းတစ်ခုထဲမှာဆမ်မန်ဆိုတဲ့မျိုးသားတစ်ယောက်တယောက်တည်းထိုင်နေရတဲ့စတင်လာပါတယ်ဆမ်မန်ငယ်စဉ်ကလေးကမိဘမဲ့တယောက်ဖြစ်ပြီးတော့သူ့တပွားလုံးကိုအထီးကျန်စွာနေထိုင်ခဲ့ရသူပါအခုတော့သူအရာအားလုံးကိုမောပန်းလွှမ်းနေနေပါပြီဒါကြောင့်မဲကိုကူကိုတတ်တည်ဖို့ဆုံးဖြတ်လိုက်ပါတယ်သူကအေးစေးရဲ့လက်တဆုပ်စာမျိုးချတော့မဲဆက်ဆက်မှာပဲဟိုတယ်မန်နေဂျာစီကလည်းအခန်းကပေးဖို့ဖုန်းဆက်လာပါတယ်ဆမ်မန်တော့ဘလိုပဲဖြစ်ဖြစ်တည်တော့မဲလူမို့ဖုန်းကိုလစ်လူရှူပြီးတော့ဆေးတောက်လိုက်ပြီးမဲကန်တရားကဝင်ပါလာခဲ့ပါတယ် မန်နေဂျာကအချိန်မီရောက်လာပြီးတော့သူ့အသက်ကိုကယ်တင်လိုက်နိုင်ပါတယ်။ဒါပေမဲ့ဆမ်မန်ကတော့လက်မလျှော့ပါဘူး။ရက်နေငယ်ကြမှာရှည်တဲ့ခုချပြီးသူ့ဘဝကိုအဆုံးသတ်ဖို့ထပ်မံကြိုးစားပြန်ပါတယ်။ဒါပေမဲ့ကန်ရီယာကသူ့ဘက်မှာပါခဲ့ပြန်ပါဘူး။တောင်ကျခေစီအစ်သမားတွေကသူ့ကိုကယ်ဆယ်လိုက်ပြီးတော့နိုင်နေငယ်အကြာစေုံကလေးပေါ်မှာပြန်လည်နှုတ်ထွက်လာပါတယ်။ဆမ်မန်မျိုးလုံးဖွင့်လိုက်တဲ့အခါမှာသူ့ဘေးမှာဆေးလိပ်ထိုင်တောက်နေတဲ့မျိုးသားတယောက်ကိုတွေ့လိုက်ရပါတယ်။ဆိတ်ရှုပ်သွားပြီးတော့စေုံမှာဆေးလိပ်မတော့ပါဘူးလို့အဲ့လိုကိုပြောလိုက်ပါတယ်။ဒါပေမဲ့အန်အောစရာကောင်းတာကသူ့နောက်ပြီးတယောက်ရောက်လာပြီးတော့ဆမ်မန်လက်ထဲကဆေးလိပ်ကိုဆွဲယူသွားတာပါ။ စက်မှန်ကြောင်သွားပြီးတော့သူတောက်တာမဟုတ်ဘူးလို့ပြောပါတယ်။မကြခင်မှာဝန်ထမ်းတယောက်ကသူ့ကိုတွန်းလဲနဲ့ခေါ်ထုတ်သွားရမှာ။သူလန့်သွားတာကအဲ့ဒီစစ်လေးတောက်တဲ့လူကတွန်းလဲပေါ်မှာသူနဲ့တူတူပေါ့ပေါ့ပေါ့ပါထိုင်လိုက်လန်တာကိုတွေ့လိုက်ရတာပါပဲ။ဆရာဝန်ကစက်မှန်ကိုပြောပြတာကသူရေထဲပြုတ်ကျချင်မှာနှလုံးခဏရက်သွားခဲ့ပါတယ်။ဆူလိုလာကနီးပညာရသူကတေဆုံးပြီးမှပြန်ရှင်လာတာဖြစ်ပါတယ်။စက်မှန်ကသူတွေ့ခဲ့တဲ့လူအကြောင်းကိုမေးပေမဲ့ဆရာဝန်နဲ့ဝန်ထမ်းတွေကဘယ်သူ့ကိုမှမတွေ့ဘူးလို့ဆိုပါတယ်။ ဒီအချက်ကြောင့်စမ်းမန်ကသူ့စိတ်များတစ်ခုခုမှားယွင်းနေပြီလားလို့စတင်တွေးတော်မိလာပါတယ်။အလင်းသားကမင်းကလေးတယောက်ရှိုက်ငိုတန်ကြလို့ဗီဒီယိုခွင့်ကြည့်လိုက်တဲ့အခါငိုကျွေးနေတဲ့ညုံသမီးငယ်တယောက်ကိုတွေ့ရပြန်ပြီ။ဒီတစ်ခါမှလည်းဘသူမှသူ့ကိုမမြင်ရမကြားရပြန်ပါဘူး။ဒီအချက်တွေကိုကြည့်ပြီးတော့စမ်းမန်မှာစိတ်ကြမ်းမရေးပြဿနာရှိနေတယ်ဆိုပြီးတော့ဆီယဝန်ကပို့ပြီးယုံကြည်သွားစေခဲ့ပါတယ်။အဲဒီညမှာပဲဖိုးဟိုတယောက်စမ်းမန်ရှိမှပေါ်လာပြီးတော့သူ့တယောက်တည်းသာမြင်ရပြန်ပါတယ်။နောက်ဆုံးကတော့စမ်းမန်သဘောပေါက်သွားပါပြီ။ဒါတွေကတရားတွေပါ။သူ့နာမလဲနိုင်တာကဘာလို့သူ့တယောက်တည်းမြင်နေရလဲဆိုတာပါပဲ။ နောက်တစ်နေ့မနက်မှာကောင်လေးဝင်ရတခုထပ်ပေါ်လာပြီးတော့စီးရဝန်နဲ့ဘယ်သူမှမမြင်ရပြန်ပါဘူး။ဆမ်းမန်အနေနဲ့အကြောင်းညာတွေကိုဆက်ဆက်ကြည့်လိုက်ပါတယ်။သူဆက်ကအနှဲငယ်ကြတိစိုးမှုတဲ့အတွက်ကြောင့်ဝင်ရနေကိုမြင်နိုင်စွမ်းရလာတာဖြစ်မယ်လို့ယူဆလိုက်ပါတယ်။အဖြေရလို့ရညာဂျပန်နက်ဆရာတယောက်စီကိုတွားရောက်မိမန်းတဲ့အခါမှာတော့နက်ဆရာကတေချာနားထောင်ပြီးတော့ဒီဝင်ရနေကသူ့နားမှာအမြဲတမ်းရှိနေခဲ့တာဖြစ်နိုင်ပြီးတော့တေမင်းနဲ့နီကစွာထိတယ်ပြီးမှသာသူ့ကိုမြင်နိုင်တဲ့အာယုံခံစားမှုရလာတာလို့ပြောပါတယ်။ဒီဝင်ရနေကမပြေကွာသေးတဲ့ဆန္ဒတွေရှိနေပြီးတော့သူတို့ဆန္ဒတွေပြေကွာဖို့ဆမ်းမန်ရဲ့ခန္ဓာကိုယ်ကိုအသုံးပြုရလိမ့်မယ်လို့နက်ဆရာကရှင်းပြပါတယ်။ သူတို့မအောင်မြင်ချင်းစမ်းမံကိုတင်ခွင့်ပေးပါမဟုတ်ပါဘူးစမ်းမံအင်ပြောတဲ့အခါမှာတရားလေးကောင်စလုံးလိုက်ပါလာပါတယ်သူတို့ရဲ့နှစ်ရှည်လမြလိုချင်ခဲ့တဲ့ဆန္ဒတွေပြည့်ဝဖို့အတွက်စမ်းမံကိုတယောက်ပြီးတယောက်ဝင်ပူးပါတော့တယ် အဖိုးအကြောင်စမ်းမန်ကအရက်အလွန်ကြုံတော့ရပြီးတော့ဆေးလေးတောက်တတ်တဲ့လူကြောင့်ဆေးလေးတွေဇက်တိုက်တောက်တဲ့လူဖြစ်လာပါတယ်။ကောင်လေးရဲ့အချိုကျတဲ့ဆေးကြောင့်စမ်းမန်ကချောကလက်တွေအများကြီးစားရပါတယ်။ပြီးတော့ငိုနေတဲ့မျိုးသမီးကြောင့်စမ်းမန်ကအရင်ကသူ့ကိုယ်သူဘယ်တော့မှခွင့်မပြုခဲ့ဘူးတဲ့။ပြင်းထန်တဲ့ဆေးတဲ့ကြဆင်းမှုနဲ့ငိုကြွေးမှုတွေကိုခံစားလာရပါတယ်။စမ်းမန်ရဲ့ကျမကြီးအမြန်ထိခိုက်လာပါတယ်။ဒေါသထွက်ပြီးတော့တရေတွေကိုထွက်သွားဖို့သူကတောင်းဆိုပါတယ်။ဒါပေမဲ့အိမ်ညာမှာပဲသူ့အခန်းကူချင်းရုတ်တရက်ကြဆင်းလာလို့အိမ်မရဖြစ်ခဲ့ရပါတယ်။နောက်တနေ့မှာသူကနတ်ဆရာစီအမြန်သွားပြီးတော့ဝိညာဉ်တစ်ခုကအရန်ဒေါသထွက်တဲ့အခါမှာသူတို့ရှိတဲ့နေရာကိုအေးခဲသွားစေတာကြောင့်ရှင်းပြပါရစေ။ စမန်ကတရားလေးကိုစူပူခဲ့တာကြောင့်သူတို့ဒေါသထွက်သွားတာဖြစ်ပါလိမ့်မယ်။စမန်အခုချိန်မှာလက်မှန်ချပြီးတော့သူတို့ကိုထွက်သွားအောင်လုပ်မယ်နီလန်ရှိမရှိကိုမြင်မြန်ပါတယ်။လက်ဆယ်ကတရားဖို့နီလန်ရှိရမယ်လို့ပြောပြီးတော့ဇလန်ကဒီကနေဆက်သွားပါတယ်။ဒီတရားလေးကိုဖယ်ရှားဖို့တခုရဲသောနီလန်ကသူတို့ရဲ့နောက်ဆုံးဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ပဲလို့လက်ဆယ်ကစမန်ကိုပြောပြပါတယ်။စမန်အင်ပြန်ရောက်တဲ့အခါမှာတော့တရားလေးကောင်နဲ့တိုင်ပင်ပြီးတော့သဘောတူညီမှုရယူပါတယ်။သူတို့ဆန္ဒတွေပြည်တာနဲ့ပြောက်ကွယ်သွားကြဖို့ပါ။ပထမဆုံးလှည့်ကြတာကတော့ကင်မရာတစ်လုံးလိုချင်တယ်လို့ပြောတဲ့ဖိုးကိုတရားပါ။စမန်ကသူ့ကိုဈေးခေါ်သွားပြီးတော့မော်ဒယ်မျိုးမျိုးပြပေမဲ့ဘယ်ရာကမှတရားကိုရှင်းတဲ့မှုမပေးနိုင်ပါဘူး။ စစ်ပြက်လက်ပြက်တဲ့ဒီကင်မရာအတိအကျကိုဘယ်မှာတွေ့နိုင်မလဲလို့စမ်းမံလိုက်ပါတယ်တရေကဘယ်ဆိုင်မှာမှရောင်းအောင်ဖို့ကြောင့်ပြောပြပါတယ်အဲ့ဒါကလူတယောက်ရဲ့လက်ဝဲမှာရှိနေတာပါစိတ်တူလူနဲ့ဘာလို့စိုးစိုးကမပြောလဲလို့စမ်းမံကမေးပါတယ်အဲ့ခါတရေကမင်းမမမေးတာလို့ပြန်ဖြေပါတယ်တရေတွေကတရေအချက်လက်ကိုဥဆောင်ပေးလို့မရကြောင်းကိုသူကရှင်းပြပါတယ်ဒါကြိုက်မေးခွန်းလေးကိုသူကဖြေနိုင်တာပါ ဆမ်မအမှန်တိုင်းမိလိုက်တဲ့ခါကျမှကင်မရာကရဲရရှိတယောက်စီမှာရှိနေကြောင်းကိုတရေကပြောပြပါတယ်ဆမ်မကတရေကိုသူ့ကိုယ်တိုင်ဝင်ပူးခွင့်ပြုလိုက်ပြီးတော့ကင်မရာတောင်းဖို့ရဲရရှိနေတော့တွေ့ကြပါတယ်ဒါပေမဲ့ရဲရရှိကဆမ်မကိုတခါမှမမြင်ဘူးတာကြောင့်လုံးဝလစ်လူရှိသွားပါတယ်ဇွဲမလျှော့တဲ့ဆမ်မကရဲရရှိနောက်ကိုလိုက်သွားရင်းနဲ့ပတော်တဆစစ်စီရင်တခုကိုနောက်ဆက်မိတယ်လို့ဖြစ်ပြီးတော့ရာဇဝတ်သားတယောက်ကိုလွှမ်းမြောက်သွားစေခဲ့ပါတယ်ဒေါသထွက်နေတဲ့ရဲရရှိကဆမ်မကိုအချုပ်ခံနဲ့ထိလိုက်ပါတယ်ဒါပေမဲ့ဖိုးဖိုးတရေကရဲရရှိဖောက်ပြနေတဲ့ဆိုတဲ့လှုပ်ဝက်ချက်ကိုသိထားပါတယ်ရဲရရှိရဲ့မျိုးသမီးအစားတောက်တွေနဲ့ရဲစခန်းကိုလာလေတဲ့အခါမှာဆမ်မရဲ့ကိုရဲကတရေကဖောက်ပြတဲ့ကိစ္စကိုပုတ်ပုတ်ပါပါပဲပြောချလိုက်ပါတယ်သူ့လှုပ်ဝက်ချက်ပေါက်ကြားတော့မှကြောက်တဲ့အတွက် ရဲရရှိကတုတ်ပိတ်ပြဖို့တောင်းပန်ပါတယ်စမ်းမှန်သဘောတူပါတယ်အဲ့ဒါတော့ဒုတိယအန်ဆွဲထဲမှာရှိနေမှသူသိတယ်ကင်မရာနဲ့လဲလဲဖို့ပါရဲရရှိပါလိုက်လောဘကလွဲပြီးတော့ခြားရွေးချက်ကြမရှိတော့ပါဘူးစမ်းမှန်ကင်မရာကိုယူပြီးတော့အဖိုးတို့ရဲ့ခင်ဆုံးငွေချင်းဖြစ်ခဲ့မှုတဲ့ပိုင်ရှင်အစ်စစ်ကြီးကိုပြန်သွားဖို့စေရင်ကိုယူသွားပါတယ်ဒီလိုရက်ကတရားအတွက်ခြေနှက်မှုကိုရစေခဲ့ပါတယ် ဆေးဦးမှာဆမ်မန်ကရိုးဆိုတဲ့သူနာမြုပ်ဆရာမလေးကိုတတိထားမိပြီးတော့ချက်ချင်းပဲချက်မိသွားပါတယ်။ဒါအိုသဘောပေါက်တဲ့တည်းရဲ့ကဆမ်မန်ရဲ့ကိုခန္ဓာကိုထိန်းချုပ်ပြီးတော့ယုံကြည်မှုရှိရှိနဲ့သူမကိုပိုးပန်းပါတော့တယ်။အနေနဲ့ဆမ်မန်ကဒါမျိုးဘယ်တော့မှလုပ်ရမှမဟုတ်ဘူးဆိုတာသိနေလို့ပါ။အိမ်မြောင်းတဲ့ခါမှာတော့ကောင်းလေးတည်းရဲ့ကိုသူ့ဆန္ဒကဘာလဲလို့ဆမ်မန်ကြီးပါတယ်။ကလေးကရုပ်ရှင်ပေါ်မှာကာတွန်းကားကြည့်နေတာပါတဲ့။ဆမ်မန်သူ့ကိုခေါ်သွားတဲ့ခါမှာတိုက်ဆိုင်သွားပဲကောင်းလေးတယောက်နဲ့အတူရောက်နေတဲ့သူနာမြုပ်ဆရာမရိုးနဲ့တွေ့မိပါတယ်။ကလေးတယောက်လိုမျိုးကာတွန်းကားကိုကြိုက်နေတတ်နေတဲ့ဆမ်မန်ကိုသူမကတတိထားမိသွားပြီးတော့ချစ်စရာကောင်းတယ်လို့ထင်သွားပါတယ်။ရုပ်ရှင်ပြီးတော့သူတို့နေလေစာသွားစားကြပါတယ်။ကောင်းလေးတည်းရဲ့လွှမ်းမိုးတတ်မှုကြောင့်ဆမ်မန်ကစားတော့နေအများကြီးစားပြတာကိုရိုးန နဲ့ဒူပါလာတဲ့ကောင်လေးကသဘောကျသွားပါတယ်။နောက်ပိုင်းမှသိရတာကယွန်းနဲ့ဒူပါလာတဲ့ကောင်လေးကဆေးရုံကလူနာတယောက်ဖြစ်နေခဲ့တာပါ။ သူကယွန်းရှိမှာစမ်းမန်ကိုချီးကျူးပြီးတော့ထတ်တွေ့ခြင်းနဲ့လို့ပြောပါတယ်ပြီးတော့ယွန်းရဲ့ဖေကတဲတဲချီနေနဲ့စေယုံတင်တာအကြောင်းကိုလည်းသိရပါတယ်နောက်တစ်ယောက်ကတော့တစီမောင်းစင်နေတဲ့စစ်လေးတော်တဲ့တည်းရဲ့ပါစမ်းမန်ကသူ့ကိုကားကိုတော်တစ်ခုစီကိုခေါ်သွားပြီးမဲ့ဂိုတော်ပိုင်ရှင်ကသူ့ဘေးမှလည်းဖောက်ပြန်နေရတဲ့သူလို့ထင်မှားပြီးတော့ကားနဲ့လိုက်တိုက်ပါတယ်အသေးသေးလိုက်နဲ့မောင်းနေပြီးတဲ့နောက်မှာစမ်းမန်ကသူ့မှာအထူးစွမ်းရရှိရဲ့လို့ပြောပြီးတော့ဇနီးတည်းရဲ့ဖောက်ပြန်ဖက်လို့ဆူဆွဲခံရတဲ့သူကိုပေါ်ထုတ်ပေးနိုင်တယ်လို့ပြောလိုက်ပါတယ်စစ်လေးတော်တဲ့တည်းရဲ့အကူအညီနဲ့စမ်းမန်ကအဲ့လူရဲ့ကားကိုအေးအောင်လုပ်ပြီးတော့ကားတစ်စီးပေးကူညီမဲ့လို့ခရီးပေးပါတယ်အဲ့လူကသဘောတူပါတယ် နောက်တစ်နေ့မှာစမ်းမန်ကဇနီးတဲ့နောက်ကိုရောင်ဆောင်လိုက်သွားရင်အဲ့ဆေးုံကိုပဲတိုက်ဆိုင်ကထပ်မှန်ရောက်ရှိသွားပါတယ်အဲ့ဒီမှာမျိုးသမီးကတကယ်တော့ကိုဝင်ရှိနေတာဖြစ်ပြီးတော့ဖောက်ပြန်နေတာမဟုတ်ကြောင်းကိုသိလိုက်ရပါတယ် သူမခင်မွန်းတို့ရဲ့စိတ်လေးတော့ရက်တော့တဲ့အကျင့်နေကြောင်းခဏရှောင်နေရပါဆမ်မန်အထွေလွှဲမမှုတွေကိုရှင်းပြလိုက်ပြီးတဲ့နောက်မှာကျေးဇူးတင်တဲ့အနေနဲ့အဲ့လူကဆမ်မန်ကိုကားတစ်စီးပေးပါတယ်ဒီကားကိုမောင်းနေရတာကစိတ်လေးတော့တဲ့တရေရဲ့ဆန္ဒကိုပြည့်စီပါတယ်ဘာလို့လဲဆိုတော့သူမတည်ခင်ကပိုင်ဆိုင်ခဲ့တဲ့ကားဖြစ်နေလို့ပါနောက်ပိုင်းမှာသူတို့ကမ်းကြီးကိုသွားကြပြီးတော့ဆမ်မန်ကပင်လေကိုတစ်ခါမှမမြင်ဘူးကြောင့်ဝန်ခံပါတယ်သူတေဖို့ဘယ်တော့ဆွဲလဲနေခဲ့တယ်လဲဘဝကိုတကယ်မရှင်းသာငဲ့ရဘူးဆိုတော့သူကသဘောပေါက်လာခဲ့ပါတယ်တရေကရေကူးကျင်တယ်လို့ပြောပါတယ်ရေမကူးတော့ဆမ်မန်ကတွေးဝင်နေပါတယ်ဒါပေမဲ့တရေကသူ့ခန္ဓာကိုထိ ंछ ော်ပြီးတော့ရေထဲကိုခုန်ဆင်းလိုက်ပါတယ် ရေကူးနေတဲ့စမ်းမှန်စိတ်ထဲမှာတခုခုနိုးထလာသလိုခံစားလိုက်ရပြီးတော့သူလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ပျော်ရွှင်မှုနဲ့အတွေ့အကြုံလေးဘလောက်တော့များနေပြီလဲဆိုတာကိုသတိထားမိလာပါတယ်။နောက်ခါမှာတော့စမ်းမှန်ဆိုင်ဆိုင်မှာကာနုံကား DVD ခွဲနေအများကြီးဝင်နေရအောင်တွေ့ရပါတယ်။ပြန်မောင်းလာရင်လည်းသူကစစ်လေးတောက်လိုက်ပါတယ်။စမ်းမှန်ကစစ်လေးတောက်တဲ့သူမဟုတ်ပါဘူး။ကားလည်းမမောင်းတတ်ပါဘူး။ဒါပေမဲ့ဒါရီအားလုံးဖြစ်နေရကစစ်လေးတောက်တဲ့တရေကသူခန္ဓာကိုယ်ကိုယူသွားလို့ပါ။ကားမောင်းနေလို့ရင်နေရင်ကစမ်းမှန်ရဲ့ကားကိုတားပြီးတော့လမ်းစင်မေးပါတယ်။သူ့မှာမရှိတဲ့အတွက်ရေစခန်းကိုခေါ်သွားခံရပါတယ်။အဲဒီမှာရဲရရှိကစမ်းမှန်တယောက်တည်းစကားပြောနေတာကိုမြင်ပြီးစိတ်မနှံမှုလို့ထင်သွားကြပါတယ်။ ်ရဲတရားကသူ့ကိုမိသားစုဝင်တရားရောက်စီကိုဖုန်းခေါ်ဖို့ပြောပါတယ်စမ်းမငယ်စဉ်ကလေးကမိသားမဖြစ်ပြီးတော့ဘူးမမရှိကြောင်းကိုရှင်းပြနေတုံးပါပဲရွံ့ရဲ့ဖုန်းနံပါတ်ရှိတာကိုသတိထားမိပြီးတော့သူမကိုခေါ်လိုက်ပါတယ်ရွံ့ရဲစခန်းရောက်လာတဲ့အခါမှာစမ်းမတယောက်တည်းစကားပြောပြီးတော့သူ့ဘဝဘလောက်ထိကျန်ခဲ့လဲမိသားမဘဝနဲ့ကြီးမင်းရတာဘလောက်ခက်ခဲလဲဆိုတာကိုဖွင့်ဟပြောဆိုနေတာကိုတွေ့လိုက်ရပါတယ်သူရဲ့နာကျင်မှုကိုခံစားမိပြီးတော့သူမကစမ်းမလွံ့မြောက်အောင်ကုညီပေးကကောင်းမောခေါ်ထုတ်တော့ပါတယ်သူမပြန်ကန်ဒီမှာစမ်းမကသူမတက်တီးတန့်ဝယ်ထားတဲ့ DVD အကုန်ပြေးလိုက်ပါတယ်သူမရဲ့ဘတ်စကာထွက်ခွာနေအချိန်မှာစမ်းမကပြေးလိုက်သွားပြီးတော့ကားပေါ်တက်ကသူ့ဘဝမှာပထမဆုံးအချိန်ဖြစ်မင်းကလေးတယောက်ကိုသူခံစားချက်တွေဖြန့်ပြောလိုက်ပါတယ် နောက်ဘက်မှာမျိုးသမီးတရဲကိုသူ့ဆန္ဒကဘာလဲလို့ဆမ်းမန်ကမေးပါတယ်။သူမကသူမချစ်တဲ့လူတွေကိုကိုယ်တိုင်ချစ်တော့ကျွေးမွေးကျင်တယ်လို့တူတူလေးပြန်ဖြေပါတယ်။ဆက်စုချင်းစင်းတဲ့အဲ့လူတွေကဘသူတွေလဲလို့ဆမ်းမန်ကမေးလိုက်လို့သူမစတဲ့ငိုကြွေးပါတော့တယ်။ခဏကြာမှတော့ဆမ်းမန်စိတ်မရှိရင်သူမညစာအတွက်လူတစ်ယောက်ကိုဖိတ်ခေါ်ချင်တယ်လို့ပြောပါတယ်။ဆမ်းမန်ကသဘောတူလိုက်ပြီးတော့အဲ့ဒီလူဝတ်ဆန့်ချတဲ့ဧည့်သည်ကိုဖိတ်ဖို့လိုက်သွားပါတယ်။မကြာခင်မှာပဲအဲ့လူကယွန်းဖြစ်နေတာကိုဆမ်းမန်သတိထားမိသွားပါတယ်။တရဲကဆမ်းမန်ယွန်းပေါ်စိတ်ဝင်စားနေတာကိုသိနေပါတယ်။ဆမ်းမန်ယွန်းနဲ့စကားတော့ပြောပေမဲ့စကားပြောနေတော့မှသူမရဲ့အဖေရောက်လာပြီးတော့ဆမ်းမန်ရဲ့ဟီးစားလာလို့မေးပါတယ်။ ီရင်ဆရာတယောက်ကသူ့သမီးမကြခင်ပူဇော်ရှင်နဲ့တွေ့မယ်လို့ဟောရာကြောင့်ကိုစမ်းမန်ကိုပြောပါတယ်ဒါပေမဲ့ယွန်းကဒေါသရကြီးဖြတ်ပြောပြီးတော့သူမဖေကိုထွက်သွားဖို့အော်ဟစ်လိုက်ပါတယ်စမ်းမန်ကဖေကိုအဲ့လိုပဲပြောတဲ့ကြောင့်ကိုညှင်းသာသာပြောပြပါတယ်ဒါပေမဲ့နာကြီးချက်နေရှိနေတဲ့ယွန်းကသူမဖေကမိဘဝတ်တရားဘယ်လုံးကမှမချေပုံခဲ့ပဲနဲ့သူမအမေကနောက်ဆုံးထွက်သက်ပြီးသူ့အချစ်ကိုတောင်းတသွားရတယ်လို့ပြောပါတယ်ရွှေရဖေကယောဂကျွမ်းနေပြီးတော့အချိန်သိမ့်မကြံတော့ဆိုတော့ပေါ်လွင်လာပါတယ်။ဒါရင်နေငယ်ကြမှာတော့စမ်းမန်ကအင်တကားပဲမြည်လာတာကိုကြားရပါတယ်။တကားဖွင့်လိုက်တဲ့အခါမှာရွှေရဖေဆက်နေကြတာကိုတွေ့ရပါတယ်။ ဖူးကဆမ်မန်ကိုစားရဆောင်ပေးပြီးတော့ယွန်းစီကိုပေးဖို့မှာပါတယ်နောက်တနေ့ဆမ်မန်ကယွန်းရဲ့အိမ်ကိုသွားပေမဲ့သူ့မပေးဆုံးမသွားပြီဆိုတာကိုသိလိုက်ရပါတယ်စာမနာမှာဆမ်မန်ကယွန်းကိုမင်းယုံညီမယုံလိမ့်မယ်ဒါပေမဲ့ကိုစေးတူတူကိုမြင်ရတယ်မင်းပေးဆုံးပြီးတော့ကိုစီလာခဲ့ပြီးတော့သူဘလောက်တောင်းမှန်ကြောင်းကိုပြောပေးဖို့မှာခဲ့တယ်လို့ပြောပါတယ်ဒါချင်းခန်းစားနေစေဖြစ်တဲ့ယွန်းကနားမထောင်ပဲထွက်သွားပါတယ်အိမ်ကနေမှာပဲဆမ်မန်ကညသာချက်ဖို့ဟင်းချက်စရာတွေသွားဝယ်ပါတယ်အမျိုးသမီးတရေနဲ့အတူညသာအတွက်ပြင်ဆင်ကြပါတယ်စကားလုံးလေးတစ်ပုံပုံလေးနဲ့နောက်ဆုံးညသာစားပွဲလေးပါယုံညာလာစားမယ်လို့ဆမ်မန်ကမြွန်လင်းထားပေမဲ့အံ့ဩစရာကောင်းစားပဲသူမရောက်လာပါတယ်။သူတို့အားလုံးနဲ့အတူထိုင်ပြီးစားကြပါတယ်။ ယွန်းကတရားကိုမမြင်ရပါဘဲစမ်းမာနီနဲ့ပထမဆုံးအချိန်ဖြစ်မိသားစုစစ်စစ်နဲ့တူတူခံစားနေရတယ်လို့ခံစားလိုက်ရပါတယ်။ယွန်းကအစားအသောက်တွေကိုတကယ်နှစ်သက်ပြီးတော့သူမချီကျူးတော်ကိုကြားတော့မျိုးသမီးတရားကပျော်ရွှင်စွာပြောနေပါတယ်။ အဲ့နောက်ယွန်းကဆမ်မန်ကိုရှင်သေးသူတွေကိုမြင်ရတကယ်လားလို့မေးပါတယ်ဆမ်မန်ကခေါင်းညစ်ပြီးတော့ဟုတ်ပါတယ်လို့ဖြေပါတယ်သူမအဖေမဆုံးခင်မှာဆင်းကိုခေါင်းပေါ်မှာသူမအတွက်လက်ဆောင်တစ်ခုထားခဲ့ကြောင်းကိုဆမ်မန်ကပြောပြပါတယ်ယွန်းကဆမ်မန်ကိုသဘောကျပေမဲ့တရေမြင်ရတယ်ဆိုတဲ့အချက်ကသူမကိုကြောက်လန့်စေတယ်လို့တောက်ဆက်စွာပြောပါတယ်အခုရောဒီမှာတရေရှိလာလို့မေးတော့ဆမ်မန်ကရှိတယ်လို့ဖြေပါတယ်အဲ့ဒီခါယွန်းကနာကျင်စေတဲ့စကားတစ်ခုကိုပြောလိုက်ပါတယ်ဆမ်မန်ကစိတ်ညစ်စိတ်ထားအမျိုးမျိုးရှိနေလို့ဘယ်တရားကိုသူမချစ်မိသွားလဲဆိုတော့သူကိုယ်တိုင်တော့မသိတော့ဘူးလို့ပြောလာပါတယ်ဆမ်မန်တယောက်နှုတ်ဆက်နေမိပါတယ်ဘာလို့လဲဆိုတော့သူ့ရင်ထဲမှာအမှန်တရားကိုသိနေလို့ပါ ။ "तू ကလူဆုံးတစ်ယောက်တက်တက်ပါပဲ။ तू ဘာမှပြန်မပြောတာမြင်တော့ယုံကထွက်သွားပါတယ်။ तू မှထွက်သွားပြီးတဲ့နောက်မှာစမ်းမန်ကတရေလေးကောင်ကိုဒေါသတကြီးရန်တွေ့ပါတယ်။ तू ကဖြစ်ခဲ့တဲ့မြောက်ကိုတရေတွေကြောင်းလို့ပြစ်တင်ပါတယ်။သူတို့ဆန္ဒတွေအကုန်ဖြည့်ဆည်းပြပြီးမို့လက်ဆက်မလက်ကြရင် तू ဘဝလေးကထွက်သွားကြဖို့တော့ကိုပြောလိုက်ပါတယ်။နောက်တနေ့ဆမ်းမနိုးလာတဲ့အခါမှာတရေလေးကောင်ဆိုလို့ပြောက်သွားတာကိုတွေ့လိုက်ရပါတယ်။ဒါပေမဲ့အချိန်ကုန်လာတာနဲ့မြထူးဆန်းတဲ့ဗလာဟင်းလင်းဖြစ်မှုကသူ့စီကိုဝင်ရောက်လာခဲ့ပါတယ်။ဘွားကပြန်ပြီးတော့ချက်ကတ်သွားကြမှာပြီ။တရေတွေရှိနေတော့ကသာ तू ကတကယ်တက်ရှင်နေခဲ့တယ်လို့ခံစားရရတယ်ဆိုတာကိုဖြစ်ဖြစ်ချင်းသဘောပေါက်လာခဲ့ပါတယ်။သူတို့ကဘွားကိုဘယ်လိုပြောအောင်လုပ်ရမလဲဆိုတာကိုသိမိခဲ့ကြတာပါ။ သူတို့မရှိတော့သူပြန်ပြီးလမ်းပြောင်းနေပါတယ်အဖေဆုံးပြီးတဲ့နောက်ဝန်내ပူဆွေးနေတဲ့ယုံကသူမတကယ်ပဲတယောက်တည်းဖြစ်သွားပြီဆိုတော့ကိုနားလေလိုက်ပါပြီသူတို့ဒူဒူနေလေစာစားကြရင်တရေထွက်သွားပြီလို့စမ်းမန်ကပြောပါတယ်ဒါပေမဲ့သူတို့ကျေးဇူးကြောင့်သူတည်ခြင်းစိတ်မရှိတော့ပါဘူးသူဘလို့ရှင်သန်ရမလဲဆိုတော့တည်ယူပြီးပါပြီပြီးတော့အခုသူမကိုသူကလက်ထပ်ချင်နေပါတယ်ယုံကညစာစားတော့ကသူမတခုသတိထားမိတယ်ရှင်ကဟင်းနုနယ်ရဲ့အစားကိုမီနရီယူကသုံးထားတယ်နော်လို့ပြောပါတယ်စမ်းမန်ကပြောပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော်အမေကမီနရီကသူ့အတွက်ကောင်းတယ်လို့ပြောဘူးလို့လေလို့ပြောလိုက်ပါတယ်ဒါပေမဲ့အဲ့လိုပြောပြောပြီးချင်းမှာပဲသူကအေးခဲသွားပါတယ် တိတ်ကမှန့်ညာနေဒီရေလိုဝင်ရောက်လာပြီးတော့မှန်တရားကိုယုတ်တိရသတိရလိုက်ပါတယ်အဲ့ဒီအမျိုးသမီးတည်းကတကယ်တော့သူ့အမေပါငယ်ချင်းကဈေးဝယ်ထွက်ရင်သူ့အမေလက်ကိုကင်နာခဲ့ပုံနေအဲ့ဒီကအမျိုးသမီးတည်းကသူ့ကိုဈေးဝယ်ခေါ်သွားသလိုမျိုးပြန်လဲသတိရလာစီပါတယ်သူ့မျက်လုံးမှာမျက်ရည်တွေပြည့်လာပါတယ်ခံစားချက်တွေလွှမ်းမိုးပြီးတော့အင်ကိုပြေးပြန်ပါတယ်မှန့်ညာနေပြန်ပေါ်လာတဲ့အမျိုးဆက်မှန်သိလိုက်ရတာကကောင်လေးတည်းကသူ့ကိုအနိုင်ကျင့်သူတွေရန်ကနေကာကွယ်ပေးခဲ့တဲ့သူ့ကိုဖြစ်နေပါတယ်ဆေးလေးတောက်တဲ့တည်းကသူ့အဖေအဖိုးအိုကသူ့အဖိုးဖြစ်နေပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကသူ့အဖေကတက္ကစီတစီအစ်စ်ဝယ်ခဲ့ပြီးတော့မိသားစုတစ်ခုလုံးပျော်ပဲစားထုတ်ဖို့ဆေးလုံရှာခဲ့ကြပါတယ် သူ့ဖိုးကဓပုံရိုက်ဖို့သူ့တငယ်ချင်းစီကနေကမလာအောင်ခါလာခဲ့တာပါဒါပေမဲ့လမ်းမှာကန်ဆိုးမုံမောင်ကြခဲ့ပါတယ်သူတို့ကကြောက်တဲ့ထိုးကြသွားခဲ့ပါတယ်စမ်းမှန်တယောက်ထဲသာအသက်ရှင်ခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့သူကမိရမဲ့ခေယာမှာနေဟန်ခဲ့ရပြီးတော့စိတ်တန်ရာရစီတဲ့အဲ့ဒီမှတ်ဉာဏ်တွေကိုပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်ဒါကြောင့်တီရဲလေးကောင်ကသူ့မိသားစုအရင်နေမယ်ဘယ်တော့မှမမှတ်မိခဲ့တာပါစမ်းမှန်ကမျက်ရည်နဲ့အိမ်ကိုအမြဲပြန်လာပါတယ်အဲ့မှာတီရဲလေးကောင်စလုံးသူ့ကိုစောင့်နေတာဖြစ်ကြောင်းကိုတွေ့လိုက်ရပါတယ်သူမသိခဲ့ရင်တော့သူတို့ကဘေးမှာအမြဲရှိနေခဲ့ကြောင်းကိုညှင်းသားစွာပြောပြပါတယ်သူ့ဘဝကိုအချစ်မရှိမျှော်လင့်ချက်မရှိ ကိုကုကိုတတ်တည်ရှင်စက်တီနဲ့ဖြတ်တန်းနေတာကိုကြည်ရတာသူတို့ရင်ကွယ်မတက်ခန်းစားရအောင်ကိုဝန်ခံကြပါတယ်။ဒါပေမဲ့အခုတော့သူဘလို့ရှင်သန်ရမလဲဆိုတော့တည်သွားပြီဖြစ်လို့ဂုံယူနေကြပါတယ်။ရုပ်ရှင်ရဲ့နောက်ဆုံးအခန်းမှာတော့စမ်းမန်ရဲ့ရုံတို့လက်ထပ်နေတာကိုမြင်ရပါတယ်။သူတယောက်တည်းတော့မဟုတ်တော့ပါဘူး။ဒီကဘာမောတမလုံးမှာပါအချစ်တည်းနဲ့ဝန်ရံခြင်းကိုသူကခံနေရပါပြီ။စမ်းမန်ကသူတစ်ခါမှမရနိုင်လို့ထင်ခဲ့တဲ့ပျော်ရွှင်မှုတွေနဲ့နောက်ဆုံးမှပျော်ရွှင်နေပါပြီ။ဇလန်လေးရောက်ဒီမှာပြီးဆုံးသွားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။